အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ marketing 6.0အကြောင်းကိုပြောကြရအောင်ဒါ brand တွေကလူတွေနဲ့ဆက်သွယ်တဲ့ပုံစံကိုလုံးဝအပြောင်းအလဲကြီးဖြစ်သွားစေမယ့်အရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့ concept တခုပါ Okay ဒီမှာစဉ်းစားစရာမေးခွန်းကြီးတခုရှိနေပြီ online ကမ္ဘာမှာတော့အပြင်လောကမှာတော့တပြိုင်နက်တည်းရှင်တန်တဲ့မျိုးဆက်သစ်တွေကိုကျွန်တော်တို့ဘယ်လို marketing လုပ်ကြမလဲဟုတ်ပါတယ် marketing 6.0ကဖြည့်ရှင်ဖို့စူးစမ်းနေတဲ့အဓိကပတ်စံကဒါပါပဲ ဒီ marketing ပုံစံတစ်ကဘာလို့လိုအပ်လာလာလဲဆိုတော့အဓိကကစားသုံးသူအမျိုးအစားတစ်တည်းပေါ်လာလို့ပါပဲ။ကဲသူတို့ကဘယ်သူတွေလဲဆိုတာတစ်ချက်ကြီးလိုက်ကြအောင်။သူတို့ကို physical natives လို့ခေါ်ပါတယ်။ဆိုလိုတာက Gen Z နဲ့ Gen Alpha မျိုးဆက်တွေပေါ့။သူတို့တက်ကလေအပြင်လောကနဲ့ digital ကပါဆိုတာတသက်စီမဟုတ်တော့ဘူး။နည်းနည်းမရှိတော့ဘူး။သူရဲ့နေစဉ်ဘဝကအဲ့ဒီနှစ်ခုကိုပေါင်းဆက်ထားတဲ့ hybrid ဘဝအခုလိုဖြစ်နေတာပါသူတို့ရဲ့အထက်လက္ခဏာတွေကိုကြည့်လိုက်ရအောင် ပထမဆုံးကသူတို့ကအရန်လက်တွေ့ကြတယ်တခုခုမဟုတ်ပဲခင်တေချာ search လုပ်တယ် research လုပ်တယ်ပြီးတော့စစ်မှန်မှုကိုအရန်တန်ဖိုးထားတယ် brand တစ်ခုရဲ့ value ကဘာလဲဆိုတာကိုတေချာကြည့်တယ်နောက်တစ်ခုကကိုယ့်ကိုယ်ကိုဖော်ပြချင်းကြတယ် online မှာကိုယ်ပိုင် persona တွေတည်ဆောက်ကြတယ်။ဒါပေမဲ့သူတို့ရဲ့အာရုံစုစိုက်မှုကတော့ရွေးချယ်တတ်တယ်။စိတ်ဝင်စားမှကြည့်လဲ။နောက်ဆုံးတစ်ချက်က AI တို့ immersive forest တွေထဲမှာနေရတာကိုသူတို့တွေကယိုးနေပြီးအရင်ကျွမ်းချင်နေကြပြီ။ဆိုတော့အရင်လို marketing နည်းလမ်းတွေနဲ့ကသူတို့ကိုမထီအောင်နိုင်တော့ဘူး။ ကဲဒီလိုစားသုံးသူအတိတ်တွေအတွက် marketing ကဘယ်လိုပြောင်းလဲလာတယ်လဲတကယ်စိတ်ဝင်စားဖို့ကောင်းပါအဖေကတော့ meta marketing ပါပဲ marketing ရဲ့ key language ကိုပြန်ကြည့်အောင်အရင်တုန်းကတော့ multi channel ပေါ့ channel လေးအများကြီးကိုတည်တန့်စီတုံးပြီး customer တွေစီရောအောင်သွားတယ်အဲ့ဒီကနေ omni channel ဖြစ်လာတယ် channel လေးကိုချိတ်ဆက်ပြီး customer journey ကိုချောမွေအောင်လုပ်လာကြတယ်အခု နောက်တစ်ဆင့်ကတော့ meta marketing ပဲ။ဒါကရုပ်ပိုက်ဆိုင်ရာနဲ့ digital ကိုလုံးဝပေါင်းစည်းပြီးတော့ immersive experience တစ်ခုတည်းဖြစ်ဖန်တီးလိုက်တာပဲ။ meta marketing ဆိုတာကိုရှင်းအောင်ပြောရရင်အပြင်လောကနဲ့ digital ကမ္ဘာကြားကနယ်နိမိတ်ဒီကိုဖျက်ချော်လိုက်တာပဲ။ customer တွေအနေနဲ့ဒါက online လား offline လားဆိုပြီးခွဲခြားလို့မရတော့တဲ့အထိနစ်မြောက်သွားစေမဲ့ experience မျိုးကိုပေးတာပါ။ဒီအနာခတ်ဆိုတာကစိတ်ကူးရင်တက်တက်တော့မဟုတ်ဘူးနော်။ တကယ်တမ်းမှာအဓိကနိပညာ၅ခုကနေဒါကိုအကောင့်အထည်ဖော်နေတာပါဘလို့လဲဆိုတာသချင်ကြည့်လိုက်ရအောင်ပထမဆုံးက IoT Internet of Things ပေါ့ဒါကအပြင်လောကကနေ data တွေကိုစုပေးတယ်ဥပမာ sign design မှာလူတွေကဘယ်နေရာမှာအများဆုံးရက်ကြီးလဲဘယ် PC ကိုအကြဆုံးကင်ကြီးလဲဆိုတာမျိုးတွေကို data ယူပေးတာအဲ့ရလာတဲ့ data တွေကိုဘာလုပ်မလဲဒီမှာ AI ကဝင်လာပြီ AI ကအဲ့ဒီ data တွေကိုသုံးပြီးလူတယောက်ချင်းစီအတွက် detailed experience တွေကိုအချိန်နဲ့တပင်းကြီးဖန်တီးပေးတော့တာပဲ။နောက်ချက်ခုက spatial computing ဒါက 3D space တဲ့မှာ digital interaction တွေကိုပုံဖော်တာ။ဥပမာ virtual try on လိုမျိုးပေါ့။အဝတ်အစားကိုကိုယ့်ကိုယ်ပေါ်မှာတကယ်ဝတ်ထားသလိုမြင်အောင်လုပ်ပေးတဲ့နည်းပညာမျိုးပါ။ AR နဲ့ VR ကတော့ ဒီလိုရော့ဆက်ထားတဲ့ကဘာသစ်ကိုကျွန်တော်တို့တွေ့ကြုံခန်းစားနိုင်ဖို့အတွက် interface ဒါမှမဟုတ်မြန်မာတစ်ခုလိုပဲအလုပ်လုပ်ဖေးပါတယ်။နောက်ဆုံးတစ်ခုက blockchain ပါ။ဒါကတော့ဒီ virtual ကဘာတွေရဲ့စီးပွားရေးစနစ်အတွက်အခြေခံဥမြစ်ပေါ့။ digital ပိုင်ဆိုင်မှုတွေကိုလုံလုံခြုံခြုံနဲ့ဗဟုချုပ်ကိုင်မှုမရှိဘဲတတ်မှတ်ပေးတယ်။ဥမာ NFT တွေလိုမျိုးပေါ့။ကဲဒီလောက်ဆိုနီးပညာတွေကြောင်းဒီလောက်ပဲ။ဒါတွေကလက်တွဲပေါ်မှာရောဘယ်လိုအလုပ်လုပ်နေလဲဆိုတာကြည့်လိုက်ကြရအောင်။ဒီမှာ တော်တော်လေးအံ့ဩစရာကောင်းတဲ့အချက်တစ်ခုရှိတယ်။ online shopping တွေပလောက်ပဲခက်စားနေပါစေ။2020နှစ်မှာ American ကလက်လီရောင်းချမှုရဲ့85ရာခိုင်နှုန်းလောက်ကရုပ်ပိုင်းဆိုင်ရာ store ဆိုင်တွေကနေပဲလာတာတယ်။ e-commerce က15ရာခိုင်နှုန်းလောက်ပဲရှိသေးတယ်။ကဘာလို့ပြနေလဲဆိုတော့အနာဂတ်ဆိုတာ virtual ကဘာကြီးတခုတည်းမဟုတ်ဘူးဆိုတာပဲ။အခွင့်အလမ်းအကြီးကြီးကကျွန်တော်တို့ရဲ့ဒီအပြင်လောကကဆိုင်တွေကိုနေရာတွေကို digital experience တွေနဲ့ပေါင်းစပ်ပြီးပိုပြီး smart ဖြစ်အောင် ပိုပြီး immersive ဖြစ်အောင်လုပ်ဖို့ပဲအတွေ့ဥပမာကောင်းတစ်ခုကတော့ Amazon Go Sign ရဲ့ just walk out experience ပါပဲစဉ်းစားကြည့်လေ app နဲ့ sign နဲ့ဝင်မယ်ကိုလိုချင်တာကောက်ယူမယ်ပြီးရင်ဒီတိုင်းပဲပြန်ထွက်သွားရုံပဲပိတ်ဆိုင်ရှင်းဖို့တန်းစီစရာမလိုတော့ဘူးကို Amazon ကောက်နေနဲ့ auto ဖြတ်သွားပြီးပေါင်းချာကဖုန်းထဲကိုတန်းရောက်လာရုံဒါဟာတကယ်ကိုအတားအဆီးမရှိတဲ့ seamless shopping experience ပဲဒီအကြောင်းကို marketing 6.0စာအုပ်ထဲမှာအရန်ကောင်းတဲ့စာတစ်ချောင်းနဲ့အချင်းချုပ်ထားတယ် မက်တာမားကတ်တင်ဆိုတာကကစတမာအတွက်လုံးဝနင်းမြောက်အတွက်စီမဲ့ခရီးစဉ်တစ်ခုကိုဖန်တီးဖို့အကျိုးစားတာလေဒါဟာအပြင်လောကမှာ digital experience တွေပေးတာဒါမှမဟုတ် virtual ကောင်အထဲမှာလက်တွေ့ဘဝလို့ experience မျိုးပေးတာတွေပါဝင်တယ်တဲ့ကဲအဆုံးတက်အနေနဲ့စဉ်းစားစရာလေးတစ်ခုထားပေးခြင်းပါတယ်အပြင်လောကနဲ့ digital ကြားကမြင်းကြောင်းတွေထားတကယ်ပျောက်သွားခဲ့ရင် customer တယောက်ရဲ့ experience ကတကယ်တမ်းမှဘယ်နေရာမှာစပြီးတော့ဘယ်နေရာမှာဆုံးသွားမလဲ ဒါကကျွန်တော်တို့အားလုံးရဲ့ marketing အမြင်တွေကိုအခြေခံကစပြီးပြင်ဆင်စားစီမယ်မေခွန်းတစ်ခုပါပဲ။